မယ်အဲ့တော့မြန်မာနိုင်ငံအတွက်ဒီဘုံသမောတူညီချက်ချမှတ်ထားတဲ့ဘုံသမောတူညီချက်၅ရက်ကိုအာဏာသိမ်းစစ်တပ်ကအကောင့်ထဲမဖော်တဲ့အတွက်ကြောင့်မလို့အာဆီယံစည်းဝေးကိုမြန်မာစစ်ကောင်းဆောင်တွေတက်ရောက်ခွင့်ဆက်ပိတ်ထားမယ်ဆိုပြီးတော့အာဆီယံနိုင်ငံကြားရေးဝန်ကြီးတွေအစည်းအဝေးကနေပြီးတော့ထုတ်ပြန်လိုက်ပါတယ်မလေးရှားနိုင်ငံကြားရေးဝန်ကြီးအဒီကိုဘာလို့လာတာလဲ မင်းရောက်လိုင်းလို့ねဘာလို့တွေ့သွားတာလဲဆိုတဲ့အဖြေကဒီမှာပေါ်တာပဲမင်းရောက်လိုင်းလို့တော့အာသူတို့ရွေးကောက်ပွဲရွတ်ထောက်ခံမဲလို့ဘာလို့ညာလို့ဒီအစည်းအဝေးမှာသူတို့ပြောရတာရှိတယ်ဘာလဲဆိုတော့အဲသူတို့အနေနဲ့ဒီရွေးကောက်ပွဲဒီလက်ခံနိုင်တဲ့ရွေးကောက်ပွဲမဟုတ်ဘူး အဲဒါကြောင့်မလို့ဒီရွေးကောက်ပွဲလို့တာအဖြေတခုမဟုတ်ဘူးဆိုတော့စကားပြောတဲ့အနေနဲ့အဲကျွန်တော်တို့ထွက်လာပါတယ်အဲတော့ဆက်ပြီးတော့ဒီ ASEAN 5 point consensus ကို accounting မှာပေါ်သေး၍အာဒီဥစ္စာတွေကဆက်ဖြစ်နေမှာပဲဆိုပြီးတော့ပြောသွားတာတွေလည်းရှိပါတယ်ဒါကြောင့်မလို့အာ main online တို့ကြွေးကြော်နေတဲ့ဟာလာအာတို့ကတော့နိုင်ငံရေးရာ အာတရားဝင်မှုတွေလုပ်နေဟာဟိုတနေ့ရတော့ဟလာဟိုကြောင်မျိုးမရအာဗိုလ်ချုပ်မှုကြီးကဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဗိုလ်ချုပ်မှုကြီးကစိတ်ရှည်တီးခတ်ပြီးတော့လုပ်တယ်လို့ပါပဲတကယ်တမ်းကျတော့သူတို့ကိုထောက်ခံတယ်ဆိုတာကတကယ်ကိုကမ္ဘာအာဏာရှင်နိုင်ငံတွေကပဲသူတို့ကိုထောက်ခံတာအာဏာရှင်အချင်းချင်းပံ့ပိုးကူညီတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲတော့တကယ်တမ်းကမ္ဘာနိုင်ငံကြီးတွေကမြန်မာရဲ့လက်ရှိအခြေအနေကိုဘယ်သူမှမထောက်ခံပါဘူးဘယ်သူမှလည်းအားမရပါဘူးမြန်မာအရေးဒီယနေ့အချိန်ဒီဘဲမှဆက်မသွားနိုင်သေးဘူးဒီအာဏာသိမ်းစစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲတွေကလည်း ဘသူမှစောင့်ကြည့်နေတဲ့ဥစ္စာလည်းမဟုတ်ဘူးအဲ့တော့ဗာလဲဘောမတ်စကားထဲမှာပါတယ်။မတို့ရွေးကောက်ပေါ်မှာအလားဟိုကောင်ခွေးသရောင်းသားမြင့်မြန်လား။သူ့ချုပ်စကားလုံးနဲ့ရိုင်းတာဆိုင်တာတော့ရိုင်းဆိုင်တာကြီးတော့ပါကောင်းပါနိုင်ပါတယ်။အဲ့တည်းလေနားလည်ပြီးပါ။အလားအာဒီရွေးကောက်ပွဲကြီးကိုကဘာတစ်ခုလုံးကစောင့်ကြည့်နေတာ။ဒါအရွတ်တိုင်းပြည်ရဲ့အရွေတခုဘာအရွေတခုလဲအာနာရှင်ဆက်လက်တည်မြဲမဲ့အရွေကိုသွားနေတာ။နော်တိုင်းပြည်ရဲ့အရွေကိုသွားနေတာမဟုတ်ဘူး။နော်အဲ့တော့စစ်တပ်တော့ဆက်မဟုတ်ချုပ်ဘူး။စစ်ခွေးစစ်ခွေးတွေရနေပြီးတော့ ဟိုဟာအရက်ဝဲလဲပြီးတော့ဆက်အုပ်ချုပ်မဲ့အရွေးကိုသွားနေတာတက်တက်အုပ်ချုပ်မှုကမဟုတ်ဘူးစက်တက်စက်တက်ကကောင်နဲ့ထပ်ပြီးတော့အုပ်ချုပ်မဲ့ဆိုတဲ့ပုံစံကိုပဲသွားနေတာဖြစ်တဲ့တော့ပြောရမယ်ဆိုရင်ဘာအရွေးမှလည်းသွားမှလည်းမဟုတ်ဘူးဟိုဟိုကောင်လေးဝါးရပြန်စကားတွေကဟလာကိုနီကိုတိုးလို့ဟလာကိုနီကိုတိုးလို့ပြောရတဲ့ဥစားစောက်တလွဲတွေကြီးပဲဆိုတော့ပဲအဲကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့အာဆီယံရဲ့အခြေအနေကတော့အဲ့လိုဖြစ်သွားတယ်တကယ်တမ်းဆိုရင်အာဆီယံရဲ့ဥက္ကဋ္ဌရာတွေကနောက်နှစ်ကမြန်မာလောက်ရမှာပါဒါပေမဲ့လက်ရှိ စစ်ခွေးတွေကြောင့်အာကျွန်တော်တို့အာဆီယံဥက္ကဋ္ဌရာတို့အာဆီယံကနေပြီးမြန်မာကိုမပေးပါဘူးဖိလစ်ပိုင်ကိုဆက်ပြီးတော့ပေးမှဖြစ်ပါတယ်နောက်နေ့ကျရင်တော့ဖိလစ်ပိုင်ကအာဆီယံဥက္ကဋ္ဌရာတို့ဖြစ်ပါတယ်ဒီနေ့ကတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ